မင်္ဂလာပါရှင်တည်နေမီဒီယာကိုရဲ့ Network Media Group ရဲ့ Podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်စပ်တဲ့သတင်းတွေ၊စာပါတွေနဲ့ဆက်သွယ်မိမျက်ချက်တွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Pocket ထုတ်လွှင့်ချက်တွေကိုထိုက်ရိုက်နားဆင်နိုင်သလို download လုပ်ထားပြီးအစီအပြေတဲ့အချိန်မှနားထောင်လည်ရပါတယ်။ကျွန်မ Smile ပါ ဒီနေ့သတင်းတွေထဲမှာတော့အင်အားပြင်းငလင်ကြောင့်အပြက်အစီးများတဲ့ဒေသ6ခုကိုအရေးပေါ်အခြေအနေကြီးညာလိုက်ပါတယ်။ကိုကက်သက် MNDAA နဲ့စစ်ကောင်စီတို့ရဲ့တွဲဆုံဆွေးနွေးပွဲသဘောတူညီချက်မရဘဲပြီးဆုံးခဲ့ပါတယ်။ ဒေသခံပြည်သူတွေရဲ့လူလာချက်အရကလေဒီစီကောင်စီစခန်းကို KNU ကသိမ်းပိုက်လိုက်ပါတယ်။ထိုင်းမှာဖန်စီမိတဲ့ငွေရစေဝါတွေဟာကရင်လက်နက်ကင်အဖွဲ့တွေနဲ့ဆက်ဆက်ပတ်သက်နေတဲ့ဆိုရဆွဆွဲချက်ကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ဘက်ကညှင်းဆိုလိုက်တဲ့အကြောင်းနဲ့တခြားစိတ်ဝင်စားစရာတည်ရင်းကိုနားဆင်ရဖို့ရှိနေပါတယ်။ဒီနေ့အစီအစဉ်ကိုကျမနဲ့သူကိုပီတာကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ်အင်းအပြင်းငင်ကြောင့်အပြစ်အစီများတဲ့ဒေသ6ခုကိုစစ်ကောက်စီကမြေပေါ်အခြေအနေကြီးညာလိုက်ပါတယ်မြန်မာနိုင်ငံမှာမလ28ရက်နေ့နေ့လယ်ကလုခတ်သွားခဲ့တဲ့အင်းအပြင်းငင်ကြောင့်စကိုင်းမန္တလေးမကွေးပဲခူးတိုင်းတွေနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသနေပြည်တော်ကောင်စီနယ်မြေတွေမှာစစ်ကောက်စီကအရေးပေါ်အခြေအနေကြီးညာလိုက်ပါတယ်မလ28ရက်နေ့မွန်းလွဲ12နာရီ50မိနစ်ကလှုပ်ခတ်သွားတဲ့အဲ့ဒီငလျင်ဟာ Richard Tuske ခွန်တတမခွန်ဆက်ရှိတဲ့အင်အားလူပြင်းထန်တဲ့ငလျင်ဖြစ်ပါတယ်။ အဲ့ဒီ data တွေကပျက်စီးဆုံးရှုံးမှုတွေကိုစုံစမ်းစစ်ဆေးပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့လည်းစစ်ကောက်စီကဆိုပါတယ်။ဒီနေ့ကလေးကြောင့်ရှမ်းပြည်အောင်ပန်းမြို့က6ထပ်ခွဲရှိတဲ့ဟိုတယ်အောင်ပန်းဖြူကျခဲ့ပြီးတိဆုံးသူလူဦးနဲ့ထိခိုက်ဒဏ်ရာရသူ16ဦးအထိရှိနေပါတယ်။တိဆုံးသူတွေဟာဟိုတယ်ဝန်ထမ်းတွေဖြစ်ပြီးဒဏ်ရာရသူတွေကိုတော့အောင်ပန်းပြည်သူစေယုံကိုပို့ဆောင်နေတယ်လို့ကုညီပေးနေသူတွေကပြောပါတယ်။အပြည့်အစည်တွေကြားပိတ်မိနေတဲ့တခြားသူတွေကိုလည်းကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်နေတယ်လို့သူကပြောပါတယ်။ တောင်ငူမြို့မှာလည်းတည်ဆုံသူအနည်းဆုံး6ယောက်နဲ့ဒဏ်ရာရသူ15ယောက်ထက်မနည်းရှိနေတယ်လို့ကုညီကယ်ဆယ်ရေးလုပ်နေတဲ့သူတွေက ပြောပါရယ်။နေပြည်တော်ပြည်မနာမြို့လည်းကအပြူချပစ္စည်းမှုတွေကြောင့်ပိတ်မိနေသူတွေနဲ့ထိခိုက်တည်ဆုံမှုများနိုင်ပြီးကယ်ဆယ်ရေးတွေမရောက်သေးတာကြောင့်ပြည်သူတွေကိုယ်တိုကိုယ်သပြည်သူတွေကိုယ်တိုကိုယ်သကယ်ဆယ်ရေးလုပ်နေရတယ်လို့ဒေသခံတွေက ပြောပါရယ်။ပြည်မနာမြို့ကနေတပြေကုန်းမြို့တော်ခမ်းမဘက်သွားတဲ့တောင်ညူလမ်းမှာလည်းအဲ့ကွဲမှုတွေဖြစ်ခဲ့တာကြောင့်လက်ရှိမှာလမ်းပိုင်းကိုပိတ်ထားပြီး ဆိုက်ကယ်တွေကိုသာပေးသွားတော့တယ်လို့သူကပြောပါတယ်။ကိုကက်တဲ့ MNDAA နဲ့စစ်ကောင်စီတို့ရဲ့တွေးဆဆွေးနွေးပွဲဟာသဘောတူညီချက်တွေမရဘဲပြီးဆုံးခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝေညစ်နိုင်ပေးမှုကြောင့်စစ်ကောင်စီနဲ့ကိုကက်သက် MNDAA တို့ဟာပြီးခဲ့တဲ့မတ်လ22ရက်နေ့ကနေ24ရက်နေ့အထိ၃ရက်ကြာဆွေးနွေးခဲ့တာပါ ကူမေမျိုးမှာပြုတ်လုခဲ့တဲ့ဒီ၃ရက်ကြာဆွေးနွေးမှုမှာလာရှို့ကိုနေမြေခွဲပြီးအုပ်ချုပ်ဖို့ကိုကက်သက် MNDAA ဘက်ကတောင်းဆိုခဲ့ပြီးစစ်ကောင်စီဘက်ကတော့လာရှို့မျိုးကနေကိုကက်သက်တွေအပြီးတိုက်ဆုပ်ခွာပေးဖို့တောင်းဆိုခဲ့တဲ့အတွက်ဆွေးနွေးမှုတွေအဆင်မပြေခဲ့တာလို့ MNDAA နဲ့နှိစက်သူတယောက်ကပြောပါတယ်ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့စစ်ကောင်စီရော MNDAA နဲ့တရုတ်ဘက်ကပါသစုပ်တရားတယုံဝင်ထုတ်ပြောထားတာမရှိသေးပါဘူး။ လာရှိုမျိုးကို MNDAA နဲ့ပူပေါင်းသက်တွေကပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ26ရက်နေ့မှာအပိသက်သိမ့်ပိုက်ထားနိုင်တာဖြစ်ပြီးလက်ရှိအချိန်ထိလည်းထိချုပ်ထားတာဖြစ်ပါတယ်အဲ့ဒီနောက်စစ်ကောင်စီနဲ့ MNDAA တို့ဟာ2025ခုနှစ်ဇန်နဝါရီလ18ရက်ကစပြီးတရဝင်းအပြည့်အခက်ရက်စဲသွားပြီဖြစ်ကြောင်းတရုတ်ကကြေညာခဲ့ပါတယ်။အခုတခါဆွေးနွေးပွဲအဆင်မပြေတာကြောင့်လာရှိုးကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေပြန်ပြီးလုံမာကိုတော့ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ ဒေသခံတွေရဲ့လူလားချက်အရကလေးသေးစစ်ကောင်စီစခန်းကိုတိတ်ပိုက်ခဲ့တာဖြစ်တယ်လို့ကရင်အမျိုးသားစီယုကေအန်ယူကပြောလိုက်ပါတယ်။ကလေးသေးစခန်းကို1989ခုနှစ်စက်တင်ဘာလ22ရက်နေ့ကထိုင်းမြန်မာနယ်စပ်ဒေသထိန်ချုပ်ရဲ့အတွက်တည်ဆောက်ခဲ့တဲ့စခန်းတစ်ခုဖြစ်ပြီးစက်တင်တည်ဆောက်ချိန်ကစလို့ဒေသခံပြည်သူတွေလွတ်လပ်စွာသွားလာနေထိုင်လောက်ကန်စားတောက်ခွင့်ကိုကတ်တန့်ခံခဲ့ရတယ်လို့ဆိုပါတယ်။ကလေးသေးစခန်းဟာ KNU တမဟာခွန်ဌာနချုပ်နေရာနဲ့အနီးဆုံးနေရာမှာရှိပြီးဒီစခန်းကိုတင်ပိုက်လိုက်နိုင်တာကြောင့် KNU ဌာနချုပ်အပါအဝင်အနေအထားကြီးရွာကပြည်သူတွေအနေနဲ့လက်နက်ကြီးနဲ့ drone ပစ်ခတ်မှုတို့အတွက်စိုးရိမ်စရာမရှိတော့ဘူးလို့ဆိုပါတယ်။ဒီစခန်းတင်တိုက်ပွဲကို KNL တမဟာခွန်လေအောက်ခံတိုင်းရင်းတွေနဲ့ပူးပေါင်းတပ်ဖွဲ့တွေက2025မတ်လ22ရက်နေ့ကစပြီး drone တွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကလည်းဂျက်လေယာဉ်ဝန်ထွက်လေယာဉ်တွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပြီးမဲ့အဆက်မပြတ်ထိုးစစ်ဆင်မှုတွေကြောင့်မတ်လ25ရက်နေ့မှာစစ်ကောင်စီတပ်သားတွေကစခန်းကိုစုခွာပြီး ထိုင်ဘက်ချမ်းကိုထွက်ပြေးသွားခဲ့ထိုင်ဘက်ချမ်းကိုထွက်ပြေးခဲ့ကြတယ်လို့ဆိုပါတယ်စခန်းတိုက်တဲ့ဘွဲတဲ့စစ်ကောင်စီတပ်သားနှယောက်တိဆုံးပြီးလက်နက်ခင်ရံတွေကိုလည်းတင်စီရမိခဲ့ပါတယ်ဒေတာခံပြည်သူတွေရဲ့လူလာချက်အရာခလေဒီစခန်းကိုတိုက်ပိုက်ခဲ့တာဖြစ်ပြီးလက်ရှိမှာနမည်ရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့ဆိုပါတယ် တနင်္လာရီတိုင်းထဝယ်ခရိုင်အနီးပင်လယ်ပြင်အတွင်ဝက်လက်၅ဖန်းလီတစည်းပေါ်မှာသုံးလောင်းပြိုင်လူတက်မှုဖြစ်ပွားခဲ့တယ်လို့တနင်္လာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနဲ့လူနာသင်ရင်အဖွဲ့တာဝန်ရှိသူကပြောပါရယ်ပင်လယ်ပြင်မှာ၅ဖန်းနေစဉ်ခိုင်လင်းစိုးတိတုံညရှိအမီရှိဝက်လက်၅ဖန်းလီပေါ်မှာမက်ရှလ25ရဲ့နဲ့နဲ့ပိုက်ကလူတက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးအခင်းဖြစ်ပွားခဲ့တဲ့လီမှာလောင်းလုံးမျိုးနဲ့ဆမ်လန်ကျေးရွာကိုရောက်ရှိလာခဲ့တယ်လို့အဲ့ဒီကယ်ဆယ်ရေးအဖွဲ့ဝင်ကပြောပါရယ် ရုပ်အလားတွေနဲ့ဒဏ်ရာရရှိသူတွေကိုမတ်လ26ရက်နေ့နနက်ပိုင်းကလူနာတင်ရင်လေးစီနဲ့ဆမ်လန်ကျေးရွာကနေထဝယ်စည်းယုံကြီးကိုကယ်ဆယ်ရေးအဖွဲ့ကကူညီတည်ဆောက်ပေးခဲ့ရပါတယ်။ပိုက်ဆွဲနေချိန်ပဲ့နေငယ်ဦးမောင်မြင့်အောင်ကအိုးတကြီးကိုမင်းထိုက်ဆိုးကိုပိုက်ဖားတဲ့ဓာတ်နဲ့တိုက်ခိုက်ရမှာရုံရင်းဆန်ခါစတင်ဖြစ်ပွားခဲ့တာလို့အဲ့ဒီငါဖန်းလီကလေလုတ်သားတွေကပြောပါတယ်။ ဥဒတ်ကြီးကိုဓာဖြင့်ထိုးပြီးတဲ့နောက်ပိုက်ပခက်မှာအိတ်နေတဲ့ယေရှုလေလောက်သားကောင်းဆောင်ဥတန်းထိုက်ကိုဓာဖြင့်ထိုးရာပဲ့နေဦးနိုင်ကျော်စုကဝင်ရောက်ဆွေရာကဓာတဲ့ရာရရှိပြီးနှစ်ဦးစလုံးတည်ဆုပ်သွားတာလို့မျက်မြင်သက်သည်လေလောက်သားတွေကပြောပါတယ်။တဲ့ရာရရှိထားသူကိုမင်းထိုက်စုမှဓာဖြင့်တိုက်ခိုက်နေတဲ့ပဲ့နေငယ်ဦးမောင်မြင့်အောင်ကိုခေါ်ပြားဖြင့်ဝင်ရိုက်နေခဲ့သဖြင့်စတဲ့တိုက်ခိုက်ခဲ့သူပဲ့နေငယ်လည်းတည်ဆုပ်သွားတယ်လို့လေလောက်သားတယောက်ကပြောပါတယ်။တည်ဆုပ်သွားသူတွေထဲကနှစ်ယောက်ကလောင်းလုံးမျိုးနဲ့မောင်းမကန်ရွာသားတွေဖြစ်ကြပြီးနောက် ောက်တစ်ယောက်ကတော့ဘိဆာတိကဖြစ်ပါတယ်ခုဆက်ပြီးတည်ပြီးပို့ချက်တွေကိုနားဆင်ရဖို့ရှိနေပါသေး။ထိုင်းမှာဖန်စီမီရဲ့မူရည်စေဝါအများအပြားဟာကရင်လက်လက်ကိုင်အဖွဲ့ရင်းနဲ့ဆက်ဆက်ပတ်သက်နေတဲ့ဆိုရဲဆွဆွဲချက်ကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ဘက်ကညှင်းဆို့ထားပါသေး။ဒီကြောင့်ကိုပီတာကတင်ဆက်ထားပါသေး။ ထိုင်းအာဏာပိုင်တွေရဲ့ပြောကြားချက်အရဖန်စီရမိတဲ့မူရစေဝါတွေဟာကရင်လက်နက်ကိုင်တွေနဲ့ဆက်ဆံမှုရှိနေနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ကရင်အမျိုးသားစီယုခ KNU လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟုစစ်ဦးစီးဌာနချုပ်ကမတ်လ26ရက်နေ့မှာအဲ့ဒီမူရစေဝါတွေနဲ့သူတို့လောကမတက်ဆိုင်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒါကလည်းဟောပါဗော။ဒီထိုင်းနိုင်ငံထဲမှာဟို21ရက်နေ့ကအဲမိတဲ့မူရစေဝါက အဲတင်ထွက်တဲ့အပေါ်မှာဟိုပါပေါ့ဒီနေဇတ်ဒေတာကင်းအဖွဲ့အစည်းတစ်ခုခုနဲ့ဆက်စပ်ပတ်သက်ပါတယ်ဆိုတော့အဲ့လိုမျိုးအဲအဲ့လိုမျိုးထွက်ပေါ်တဲ့အပေါ်မှာကျွန်တော်တို့အဖွဲ့အစည်းပေါ်မှာပေါ့နော်ရုပ်ထင်ကြောင့်ထင်ဖြစ်နိုင်တဲ့အပေါ်မှာပဲကျွန်တော်တို့ကကျွန်တော်တို့နဲ့အဲအဲ့ဒါကိုလုံးဝဆက်ဆိုင်မှုမရှိပါဘူးဆိုတော့နော်အများကြီးအောင်ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်ထိုင်းနိုင်ငံတက်ခရိုင်မဆောက်တက်လမ်းမကြီးပေါ်မှာမိလ23ရင်းကြီးကကိုတင်ကားကြီးတစည်းပေါ်မှာဝက်ထားတဲ့ စိတ်ကြွစီပြားဆက်ရှင်တန်းအိုက်စမူရီစီ950ကီလိုနဲ့ကက်တမင်စိတ်ကြွစီ300ကီလိုဂရမ်ကိုထိုင်အာနာပိုင်တွေကဖန်စီရမိခဲ့ပါတယ်။ထိုင်အာနာပိုင်တွေရဲ့ပြောကြားချက်အရအဲဒီမူရီစီဝါတယ်လာတဲ့ကားဟာကရင်နယ်ချားဆောက်တပ်ထိတ်ချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ်မြောက်ဒီမြို့ကနေမဲဆောက်မြို့နယ်မဲကလုံရွာဂိတ်ဂိတ်မ48ကိုဖျက်ပြီးမလာ20ရည်နေမှာ တရားမဝင်တည်ဆောင်လာတာလို့ဆိုပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဒီမိုကရေစီအကျိုးပြုရေးတပ်မတော် DKBA ကလည်းသူတို့နဲ့မဆိုင်ဘူးလို့ဘူချုပ်စောဆောင်းကမလ23ရက်နေ့မှာ KIC တည်င်းဌာနကိုပြောကြားခဲ့ပါရယ် KNU စက်တင်တီထောင်ချင်းကလေးကမွေးရေးစေဝါနဲ့ပတ်သက်ရင်တင်းကျပ်တဲ့မူဝါဒတွေချမှတ်ထားပြီးသားလို့ KNL ကပြောပါရယ်အော်ကျွန်တော်တို့ရဲ့မူဝါဒမှာကတော့ဒီဘူရီစီဝါတို့ကတော့လုံးဝပြောမစွင့်တော့တိုင်းမြစ်ထားတဲ့ ဲ policy ရှိပြီးသားပေါ့နော်ဒါတွေကိုကျွန်တော်တို့ကထုတ်လုပ်လို့မရဘူးစိုက်ပြုတ်လို့မရဘူးရောင်းဝယ်လို့မရဘူးဖြန့်ပြူးလို့မရဘူးဆိုတာနော်ဒါကျွန်တော်တို့ရဲ့အဖွဲ့အစည်းရဲ့ကျွန်တော်တို့ဟိုအဖွဲ့အစည်းစတင်ဖြစ်ပေါ်တဲ့အချိန်တွေကဟိုကျွန်တော်တို့အရေမူပါဒါချတာပြီးသားပေါ့နော်ထားရတဲ့ဖွဲ့ကဒီမိုရေးစီဝါအပြောင်အများဖန်စီရမိပြီးနောက်ထိုင်းမြန်မာနယ်စပ်တပ်ခရိုင်မဲဆောက်ဒေသရှိနယ်စပ်ဖြတ်ကျော်ရေးဂိတ်60ကိုထိုင်းအနာပိုင်တွေကချက်ချင်းပိတ်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ် အခုလိုနေဆက်ဂိတ်တွေကိုပိတ်လိုက်ချင်းချောက်ကုန်တယ်တွေအတွက်အခက်ခဲတွေဖြစ်ပေါ်စေနိုင်တဲ့အတွက်ထိုင်းအနာပိုင်တွေအနေနဲ့ဒီအမိတ်ကိုပြည်လဲတုံးတက်ပေးဖို့ကုန်တယ်တွေကတောင်းဆိုနေကြတယ်လို့ထိုင်း PBS တင်းမှာဖော်ပြထားပါတယ်ကရနီပြည်မှာစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေဟာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဆိုးဝါးစွာခံစားနေကြရပါတယ်။ဒီကြောင့်ကျွန်မစမိုင်းကနေတင်ဆက်ထားပါတယ်။စစ်ကောင်စီကလေရင်နဲ့ဗိုလ်ကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြီးခဲ့တဲ့နေ့ဖေဖော်ဝါရီလ9ရက်နေ့မှာဒီမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းဒေါ်စီအီစာတင်ကျောက်ကကျောင်းသား၄ယောက်တည်ဆုပ်ပြီးအယောက်30ဒဏ်ရာရခဲ့ပါတယ်လေတဲ့လည်းနဲ့ကြီးတန်တန်လေးကြားလိုက်ပေါ့စိတ်သားတယောက်တယောက်ကချားဖြစ်သွားရဲ့ပြီးတော့ဘာလို့ဘာဘာလို့လို့ဘာကြရမမတီးတော့ဘူးညအဲ့ရဲ့ချိန်ဆိုရင်လည်းညညဆိုလေတဲ့ကြားဆိုလည်းအဲ့လိုများတော့စာဆိုလည်းကြက်ထိုင်းဟိုင်မမမီတော့ဘာလို့လို့ဘာကြရမမတီးတော့ အဲ့ဒီတရက်ထဲမှာပဲကျောင်းသူကျောင်းသားဦးရေ900လောက်ရှိတဲ့လွိုင်းနန်းဖကြောက်ကိုလည်းလင်းရင်နဲ့ဘုံကျဲတာခံခဲ့ရပါတယ်ဆောင်ရတော့ဆိုတိတိဝိုင်းလာလို့တော့ပြောအခုဆိုအလီတန်ချာစုတော့လေလာကျဆိုတော့ကြောက်ဝါကျဲမအဲ့လိုဒီလိုမျိုးစီပြင်မှတ်တွေမဟုတ်တဲ့စာတင်ကျောင်းတွေအပေါ်ပြင်မှတ်ထားတိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက်ကလေးတွေရဲ့ရုပ်ပိုင်းတာမကစိတ်ပိုင်းဆိုင်ရာထိခိုက်မှုအများအပြားရှိနေတယ်လို့အခုအညီပေးနေသူတွေကပြောပါတယ် ကလေးငယ်ရင်းအေးကိုသူကဒီအဲတည်ဆုံးစေတာအပြင်ကိုဘောနမတန်ဆွမ်းဖြစ်စေတာလက်နဲ့ကြီးနဲ့အဲဒီလီရင်ဘုံရဲ့ဒီအာတန်ကြောက်ဘောနကလေးငယ်ဒီဒီနာစီတွေကြိတ်ခိုက်သွားတာကိုလက်အင်းကကြိတ်ခိုက်တာမျိုးတွေရှိတယ်ပြီးတော့ကလေးငယ်တွေကဒီဖွံ့ဖြိုးမဲ့အချိန်မှာဘောနဒီစကားပြောရမယ့်ရောစကားမပြောနိုင်တာမျိုးတွေကလေးငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာတွေဒီကြောက်ဘောနဒီအာကလေးငယ်တွေကိုဒီအာ မတန်ဆွမ်းနေဖြစ်သွားစေတဲ့ဟာမျိုးတွေပေါ့နော်ဒီအော်တိုဆင်မျိုးပေါ့နော်အဲ့ဒီမူမနက်ကလေးမျိုးတော့အဒီကရင်းနေမှာဆိုလို့ရှိရင်၃ဦးလောက်ပေါ့နော်ကလေးငယ်၃ဦးလောက်ဖြစ်သွားတဲ့နေသားမှာရှိတယ်ဒီတန်ရရတဲ့ကလေးငယ်တွေကတော့လေဒီတော်များများရှိရပေါ့နော်စာတင်ကြောင်းတွေကိုပြည့်မဲ့ထားတိုက်ခိုက်တာဟာကလေးငယ်တွေရဲ့လွတ်လပ်စွာပညာသင်ကြားခွင့်လွတ်လပ်စွာအသက်ရှင်သန်ကြီးထားခွင့်စတဲ့ကလေးတငယ်များအလူအခွင့်ရချိုးဖောက်မှုကိုကလေးတွေကခံနေရတာလို့ဆိုပါတယ် ဒါကြောင့်ကလေးသူငယ်တွေအတွက်လူအခွင့်အရေးဆုံးရှုံးမှုတွေကိုနိုင်ငံတကာကပါသိရှိစေဖို့နဲ့ကျူးလွန်တဲ့စိတ်ကောင်းစီကိုအေးအေးယူဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ဆိုပါတယ်။ လူတိုင်းမှာတာဝန်ရှိတဲ့အတွက်ကြောင့်မလို့လူခွင့်ရေးဆိုတာပါလေကျမတို့မှာဘယ်လိုတာဝန်ရှိလဲဘယ်လိုလိုက်နိုင်ရမလဲဆိုတဲ့ဟာမျိုးတွေသိရှိရမယ်ဖြစ်ပေါ်လာတဲ့အပေါ်မှာလည်းကျမတို့တွေမတန်းတင်ယူနိုင်ပြီးတော့မှဒါတွေကိုထုတ်ပေါ်ပြောဆိုနိုင်မယ်ပေါ့နော်ဒါကိုလည်းကျမတို့တွင်ပဲသိနေလို့မရပါတော့နိုင်ငံတကာကလည်းသိဖို့လိုတယ်သိပြီးတော့မှဒါကိုပေါ့နော်အေးအေးယူဆောင်ရွက်မှုတွေလုပ်နိုင်ဖို့လိုအပ်တယ်ပေါ့ ကရင်ပြည်အတွင်းစစ်ကောင်စီတပ်ဟာနှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့နေရာအပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အရက်သားရီနေထိုင်ရာကြေးရွာရီစာတင်ကျောင်းရီနဲ့ဘာသာရေးအဆောက်အုံတွေကိုလက်နက်ကြီးလေးကြောင်းရီနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့အတွက် ကလေးငယ်အများပြားထိခိုက်ဒိဆုံခဲ့ရပါတယ်။အခုနေ့ဖေဖော်ဝါရီလအတွင်းကရင်ပြည်နယ်မှာလက်နက်ကြီးကြောင့်ကလေးနှစ်ယောက်လေးကြောင်းတိုက်ခိုက်မှုကြောင့်တယောက်ဒိဆုံခဲ့ပြီး လက်နက်ကြီးကြောင့်ကလေးတရာမြင်မြုပ်မိုက်ကြောင့်ကလေးတရာတို့ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဂရနီလူအခွင့်အရေးအဖွဲ့ KNHRG ကထုတ်ပြန်ထားပါတယ်။ ်တင်အစီအစဉ်ကိုဒီမှာပဲရနာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထက်ကအဖြစ်ပြည့်တွေနဲ့ဆက်ဆက်တဲ့တင်တွေ၊စာပါတွေ၊ဆက်သွယ်မိမြတ်ချက်တွေကိုတင်နဲ့မီဒီယာကွန်ရဲ့တင်ဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့တင်ဌာနရဲ့ဖော်ခတ်ထွန်းလွှတ်ချက်တွေကိုနားဆင်နေကြရဲမိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။